ကထိန်သင်္ကန်းဆိုတာတမန်သင်္ကန်းနဲ့မတူဘူးပေါ့လှူခင်းရတဲ့အချိန်က လာအဖြစ်သတ်မှတ်မယ်ဆိုရင်တရင်ညလာပြီးကျတရက်ကနေပြီးတော့တစမုံလာပြီးနေအထိတလအတွင်းမှသာလဲကထိန်သင်္ကန်းလှခွင့်ရတယ်အဲ့ဒါလို့ကထိန်သင်္ကန်းလှခွင့်ရတယ်ဆိုတော့လည်းပဲမြင်းမြင်းဝါဝါယဟန်တန်ငါ့ကိုလိုက်ပြီးတော့အရှင်မယားကထိန်သင်္ကန်းလှပါတဲ့လို့လှလို့မရဘူးကျောင်းတိုင်းနဲ့ဆက်နွယ်ပြီးတော့တန်ခိကအနေနဲ့သာလှခွင့်ရအခုမှ ရန်ကုန်မှာဗားရီချင်းနေတော့ဆိုလို့ရှိရင်ဝါဇုလာလို့ ဝါဇုသင်္ကန်းမှာဖရာတို့လာဝါကျွတ်ထန်တဲ့တပြိုင်နဲ့ဒါကထိန်သင်္ကန်းမှာဖရာဆိုဟဲ့ကထိန်သင်္ကန်းလှူလို့မရဘူးလို့အဲ့ဒါလှူကထိန်သင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်ဝါကျွတ်ထန်တဲ့ကထိန်သင်္ကန်းမဟုတ်ဘူးနော်ကထိန်သင်္ကန်းဆိုတာတန်ခိကပဲလှူလို့ရတယ်တန်ခိကဆိုတာအများပိုင်သင်္ကန်းပုဂ္ဂိုလ်တူတဲ့သွားပြီးတော့ကထိန်ခင်မှုဆိုသွားလှူလို့မရဘူးဒါကြောင့်မို့တန်ခိကဆစ်ဆစ်လှူရမှာဖြစ်တယ်အဲ့တော့တန်ခါဆိုရင်တန်ခါတွေအလုံးပိုင်ဆိုင်တဲ့သင်္ကန်းတစ်ခုဖြစ်သွားတယ်